လိုက်ရီလိုရတဲ့ကာလမှာဗီဒီယိုကွန်တန့်ကဘလောက်ထိတန်ဖိုးရှိလဲဘလောက်ထိရေးပါလဲဆိုရယ်တန်ဖိုးမမြင်ခဲ့ဘူး KD ကိုယ်တိုင်အပါဝင်ပဲလိုက်ရီလိုရတဲ့ကာလမှာ live ကိုပဲ KD ဦးစားပေးပြီးလောက်ခဲ့တာ live နဲ့ပဲဝင်ငွေလောက်ခဲ့တယ် live နဲ့ပဲအယောင်ပိတ်လောက်ခဲ့တာဗီဒီယိုကွန်တန့်ကနေလဲငွေရဝင်တယ်ဒါမဲ့ကွာ live fact ကပဲဦးစားပေးတဲ့အခါမှာ live ကနေပဲပို့ပြီးဝင်များတယ်ဗီဒီယိုကွန်တန့်ကဖဲချိန်မှာ KD စပြီးစိတ်ဝင်စားလာတာလဲဆိုတော့လွန်ခဲ့တဲ့နှစ်နှစ်တုန်းက content ကတော့ KD ဖန်တီးနေတယ်เนาะဒါပေမဲ့ content ကနေ live လောက်တော့သူမဝင်ဘူး live ကတော့ diet အယောင်ပဲရတာပို့ပြီးလွယ်ကူတယ်ဒါပေမဲ့ content နဲ့တင်အလုံးမလုံးတဲ့ရက်မှလည်းဝင်ကိုရာနဲ့ချီဝင်တယ်ဆိုတော့အဲ့လောက်ထိကတိမမြုံလေထားဘူးငွေတော့လှုပ်လို့ရတယ်မှန်တယ်ဒါပေမဲ့ကိုနားတဲ့ရက်မှလည်းရာနဲ့ချီကိုအဲ့လိုမျိုးဆက်ပိုက်ဝင်နိုင်တယ်ဆိုတော့ယုံကြည်မှုတော့တိတ်ပြီးမရှိသေးဘူးဘယ်ချိန်မှစယုံကြည်လာတာလဲဆိုရင်ဒီဒီပထမဦးဆုံးတရားစခန်းဝင်တဲ့အချိန်လွန်ခဲ့တဲ့နေ့နဲ့တုန်းကဗီဒီယို content နဲ့ဗညီမလေး admin တို့နဲ့လှုပ်ထားရတယ်15ရက်အတွင်းမှာဗီဒီယို content နဲ့တင်ကဝင်ကိုရာနဲ့ချီက ိုဝင်လာတယ်တရားစကားနေထွက်လာပြီးတော့အော်အိုးကွန်တန့်နဲ့တင်အဲ့လောက်ထိကိုအယောင်ပိတ်လောက်တာထီအောင်မှုရှိတာလားဆိုပြီးတော့ကွန်တန့်ဘက်မှာပို့ပြီးတံပိုးထားလာတယ်ကွန်တန့်ကိုတေချာပြန်ပြီးဖန်တီးတယ်ပြီးတော့တရားစကားဒုတိယအကြိမ်ထပ်ပြီးပြန်ဝင်နိုင်တယ်ဗောအော်ကွန်တန့်နဲ့လေကိုကငွေလောက်လို့ရတယ်ဆိုတော့အချိန်လို့လတ်မှုပို့ပြီးရရှိလာတယ် live ရဲ့အကောင်းကျိုးကရောင်းပိတ်တာချက်ချင်းလောက်လို့ရတယ်ဒါပေမဲ့အားနေချက်ပါလဲဆိုကိုကနားလို့မရဘူးကိုလောက်တဲ့အချိန်မှာတော့ကိုရတယ်ဗီဒီယို content ရဲ့ကောင်းကျိုးကတော့ကိုလောက်ထားပြီးသားအရာကငွေရ က်ပြန်ဝင်တာကိုကိုတိုင်းနဲ့တိုင်းလုံနေစရာမလိုကိုကဗီဒီယိုရိုက်ထားပြီးတော့ stock တင်ထားပြီးရင်ညီမလေးအမင်းသူတို့တင်ပေးတဲ့အခါမှာအဲ့ဒီကနေအယောင်ပိတ်ဆိုတော့လုံလို့ရတယ်ပြီးတော့ဂတိကလေးမွေးတဲ့ကာလမဆက်အရန်တိတာတဲ့ခုစေ9လရှိသွားဒီ9လခွဲအတွင်းမှာစတလကိုမှတကြိမ်လောက်ပဲ live ကလွှင့်ဖြစ်တာတချို့လမှာဆိုရင်လုံးဝကိုမလွှင့်ဖြစ်ဘူးဒါပေမဲ့လတိုင်းယာနဲ့ချီက profit တွေဝင်တယ်ဘယ်အလောက်ထိဝင်တယ်ဆိုတော့အစတော့ကကိုကမမြွန်လေးထားကလေးမွေးတဲ့ကာလမှာကိုရဲ့ဝင်ငွေကစိတ် short ်ထားတယ်ဝင်နိုင်တဲ့လောက်တော့ဝင်မှာပဲဒါပေမဲ့ content နဲ့တင်ကိုအယောင်ပိတ်တာအယမ်းကိုထိရောက်တယ်ဆိုတော့အဲ့မှာတန်ဖိုးဆိုတာမြင်လာတယ်ဒီနောက်ပိုင်းမှာကီတီပြောချင်တာ live လို့မရတဲ့သူတွေ content နဲ့လည်းအယောင်ပိတ်လုပ်လို့ရတယ်ဆိုတာပြောချင်တယ်ဒါကီတီကိုယ်တိုင်းလှုပ်လာတဲ့လက်တွေ့ပဲကို content ဖန်တီးတဲ့အခါမှာဖြစ်တယ်လို့မျိုးမဖန်တီးနဲ့အယောင်ပိတ်တခါတည်းလှုပ်ထားပါအယောင်ပိတ်တခါတည်းလှုပ်ထားတဲ့အခါကို view လဲရတယ်ဝင်ငွေလည်းတခါတည်းရလာတချို့တော့ content တော့ဖန်တီးတယ်နောက်ဆုံးအယောင်ပိတ်မလှုပ်ထားတဲ့အခါ video တော့ဖန်တီးထားတဲ့နောက်ဆုံးရောင်းလို့မရ ရအောင်ရဖို့ပြန်ပြီးခက်ခဲနေကြတယ်ကိုရဲ့ video content မှာတခါတည်းအယောင်ပိတ်လောက်ထားမယ်ဆိုပို့ပြီးထရောက်တဲ့ content တစ်ခုဖန်တီးတဲ့အခါမှာ target ရှိရမယ်ဒီ content ကလူခေါ်ဖို့လား view ရဖို့လား follower ရဖို့လားဒါမှမဟုတ်ဒီ content ကအယောင်ပိတ်လောက်ဖို့လားအဲ့လိုမျိုး target တီတီချာချာလေးနဲ့ content တွေဖန်တီးတားမယ်ဆိုရင် live reel လို့မရတဲ့ကာလမှာလည်း content နဲ့တင်ကငွေတကယ်လုံးလို့ရတယ်ဆိုတာကတိပြောရဲတဲ့ဒါကတိကိုယ်တိုင်လက်တွေ့ရလာတဲ့ရက်လက်ပဲဖြစ်တယ် सब्सक्राइब करने के खाली करने पे चार पेंच ना वीडियो